ခီးစက်တင်ရင်တွေကလွယ်ပြီးကြက်မော်တော်ယာဉ်တွေတက်တန်းတိုးတဲ့နေရာမှာရင်စစ်စေးတာမပြူပဲတက်တန်းတိုးတာကိုအခုနှစ်မတ်စလအကုန်အထိဆောင်ရွက်ပေးမှာဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ COVID-19 ထိန်းချုပ်ရေးအတွက်လမ်းလုံခြုံမှုဖြစ်စေဖို့အရေးကြီးတဲ့အများပြည်သူတည်ယူပို့ဆောင်သည့်ခီးစက်တင်ရင်များကိုပဲရင်စစ်စစ်ပြီးကြက်မော်တော်ယာဉ်များအားလုံးကိုရင်စစ်စေးတာမပြူပဲ တတန်တိုးဆောင်ရွက်ပေးမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါဟာတတန်ကုံဆုံးမဲ့မော်တော်ယာဉ်နဲ့ဆိုင်ကယ်တွေကိုရင်းစစ်ဆေးတာမပြုဘဲလိုင်စင်တတန်တိုးပေးတာကိုဆောင်ရွက်ပေးမှာလည်းဖြစ်ပါတယ်။အခုကင်းလခွင့်ပေးတာကိုတော့တနင်္ဂနွေလုံးအတိုင်းတာအနေနဲ့ဆောင်ရွက်ပေးမှာဖြစ်ပြီးခီးစက်တင်ရင်ကလွယ်ပြီ အခြားမော်တော်ယာဉ်နဲ့ဆိုင်ကယ်တွေအလုံးကိုရင်စစ်ဆေးတာမပြုလို့ပဲမှတ်တမ်းအနေနဲ့သာတိုက်စီပြီးရင်စစ်ကိလုံခွင့်နဲ့တက်တန်းတိုးပေးတာတွေကိုပြီးခဲ့တဲ့2020ခုနှစ်မတ်လကစတင်ပြီးဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်2020ခုနှစ်စတင်ဘာလနဲ့ဒီဇင်ဘာလမှာနှစ်ကြိမ်2022ခုနှစ်ဇွန်လနဲ့စတင်ဘာလမှာနှစ်ကြိမ်ရင်စစ်ကိလုံခွင့်ကိုဖြည့်လျှော့ပေးခဲ့တာတွေ့ရပါတယ်။